ထိုင်းနိုင်ငံမှာစေးကြောင်ရောင်းချမှုနဲ့ပတ်သက်တဲ့စည်းကမ်းတွေကိုတင်းကျပ်မဲ့အစီအစဉ်တစ်ခုကိုအစိုးရအဖွဲ့ကကြေညာခဲ့ပြီးဒါဟာစေးကြောင်ရောင်းချမှုနဲ့အသုံးပြုမှုကိုတရားဝင်ခွင့်ပြုပေးခဲ့ပြီးတဲ့နောက်၃နှစ်အကြာမှာစေးကြောင်နဲ့ပတ်သက်ပြီးတားမြစ်ကန့်သတ်ချက်တွေကိုတင်းကျပ်တဲ့နောက်ဆုံးအကြိမ်အထောက်ကျွေးဝတ်မှုဖြစ်ခဲ့ပါတယ်။ ထိုင်းမှာ2022ခုနှစ်ဇွန်လကဈေးကြောက်ကိုတားမြစ်ထားတဲ့မူရည်စေဝါစင်းကနေဖယ်ရှားခဲ့ပြီးတဲ့နောက်ထိုင်းဟာအရှိတောင်အာရှမှာဈေးကြောက်ကိုတရားဝင်အသုံးပြုခွင့်ပေးတဲ့ပထမဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။မူလရည်ရွယ်ချက်မှာစေကြောက်ကိုစိတ်အပန်းဖြေဖို့အသုံးပြုတာထက်စေဘဆိုင်ရာရည်ရွယ်ချက်အတွက်ရောင်းချခွင့်ပြုဖို့ဖြစ်ခဲ့ပေမဲ့ဘန်ကောက်မြို့တော်နဲ့နိုင်ငံတော်ဝန်မှာစေကြောက်ရောင်းတဲ့ဆိုင်တွေအများပြားပေါ်ပေါက်ခဲ့ပါတယ်။ ထိုင်းမှာဆေးကြောက်အသုံးပြုမှုဟာခရီးသွားတွေအကြားရေပန်းစားနေပေမဲ့လည်းရောင်းဝယ်မှုမှာစီကန်းရော်ရဲနေမှုအတွက်စိုးရိမ်မှုတွေလည်းမြင့်တက်ခဲ့ပါတယ်။ ဇွန်24ရက်မှာကျန်းမာရေးဝန်ကြီးစွန်ဆက်တပ်စုစင်ကစေးကြောက်ကိုစိတ်အပန်းဖြေဖို့ရည်ရွယ်ချက်အတွက်အသုံးပြုမှုကိုတားမြစ်ပိတ်ပင်တဲ့အမိန့်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒီအမိန့်ဟာအစိုးရရဲ့တော်ဝင်အမိန့်ပြန်တန်းနဲ့ထုတ်ပြန်တဲ့အချိန်မှာအသက်ဝင်လာမှာဖြစ်ပြီးဘယ်အချိန်မှာအမိန့်ပြန်တန်းထုတ်ပြန်မယ်ဆိုတာကိုရှင်းလင်းစွာမသိရသေးတာဖြစ်ပါတယ်။ထိုင်းအစိုးရဟာပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလကစေးကြောက်ရောင်းဝယ်မှုအသုံးပြုမှုနဲ့ပတ်သက်ပြီးဥပဒေပြဋ္ဌာန်းမှုအပအဝင်စေးကြောက်နဲ့ပတ်သက်ပြီး တားမြစ်ကန့်သက်ချက်တွေပြုလုပ်မဲ့အစီအစဉ်တွေကိုအရင်ကတည်းကကြီးညာခဲ့ပေါ်ပါတယ်။ လက်ရှိမှာဈေးကြောင်းရောင်းဝယ်မှုအသုံးပြုမှုနဲ့ပတ်သက်ပြီးတားမြစ်ကန့်သတ်မဲ့အစိုးရရဲ့အစီအစဉ်ကြောင့်ဈေးကြောင်းဆိုင်ပိုင်ရှင်တွေနဲ့ဈေးကြောင်းအရေးတက်ကြွလှုံ့ဆော်သူတွေစိုးရိမ်နေကြပါတယ်။အသေးထုတ်ပြန်မဲ့ဈေးကန့်တွေအရထိုင်းမှာဈေးကြောင်းဝယ်ယူဖို့အတွက်ဆီယံဝင်ရဲ့ထောက်ခံချက်ကိုရယူဖို့လိုအပ်မှာဖြစ်ပါတယ်။ဒါကြောင့်ဆီယံဝင်တွေတိုင်းရင်းဈေးဆီယံဝင်တွေရိုးရဈေးပညာရှင်တွေဒါမှမဟုတ်သွားဆီယံဝင်တွေလိုမျိုးလိုင်စင်ရဈေးပညာရှင်တွေရဲ့ထောက်ခံချက်ကိုရရှိပြီးမှသာဈေးကြောင်းကိုဝယ်ယူအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။